င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနေနဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှစတင်ကြနေပြီးမင်းအောင်လိုင်းပြည်အတဲဝနကျော်တင်ပွဲရအငိမ့်စာပုံမှုချုပ်ချုံထုံးအောင်ကိုပြခတ်ရှင်းလင်းနေကြောင်းတင်ဆက်ပေးပါမယ်နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှစတင်ကြနေပြီးမင်းအောင်လိုင်းကပြည်အတဲဝနကျော်တင်ပွဲရအငိမ့်စာပုံမှုချုပ်ချုံထုံးအောင်ကိုဒီကနေ့ပြခတ်ရှင်းလင်းလိုက်ကြောင်း Golden Valley Warriors Star တာဝန်ရှိသူတောင်ကသတင်းဌာနကိုပြောပါရယ်ဒီကနေ့မနက်9:30ချိန်ရန်ကုန်တိုင်းမြန်ကုန်မြို့ မျိုးနဲ့၅ရက်ကွာရှိနေအိမ်မှာအငိမ့်စာဗိုလ်ချုပ်ချုပ်တော်ကိုပြစ်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။2023ခုနှစ်မှာမင်းအောင်လိုင်ကိုတိုင်းဝနကြော်ထင်ပွဲပေးရခံရသူဗိုလ်ချုပ်ချုပ်ထွန်အောင်ကို၎င်းရဲ့နေအိမ်ရှိမှာပဲ Golden Valley Warriors မြို့ပြပြောင်ကြားရဲဘော်တွေကပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းဒီကနေ့မနက်ပိုင်းရှန်ကုန်မြို့မယန်ကုန်မြို့နဲ့အေဝမ်လမ်းပေါ်ရှိ၎င်းရဲ့နေအိမ်မှာပဲပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဗိုလ်ချုပ်ချုပ်ထွန်အောင်ကနိုင်ငံတော်ကာကွယ်တပ်ကတော်မှ Internet Security and counter tourism နိုင်ငံတော်လုံခြုံရေးနှင့်အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နှင့်နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင် जा နေသူဖြစ်ကြောင်းသိရပါတယ်။ဆေးရရှိကြီးများအတွက်ဖွင့်လှစ်ထားတဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတို့ NDC ဟာစစ်တပ်ဗိုလ်မှူးကြီးအဆင့်မှစတင်တရားရရင်စစ်တပ်ရဲ့အရေးပါတဲ့အစင်မြင့်စစ်တနန်းကြောင်းတစ်ခုဖြစ်ပါတယ်။ Golden Valley Warriors အဖွဲ့ကကာလအတော်ကြာအချက်လက်စုဆောင်းစုံစမ်းထောက်လှမ်းအတည်ပြုခဲ့ပြီးတဲ့နောက်၎င်းကိုပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ စတမဘုံမှုချုပ်ဘိုးချုပ်ရာလူနဲ့အငိမ့်စားယူခဲ့တော်လဲလက်ရှိအကြမ်းဖက်စတက်ရဲ့နေ့စဉ်လူမဆန်မှုများစွာအတွက်စစ်ပန်ဆိုင်ရာတင် जा ပို့ချနေသူတွေကိုလည်းစီးရီးပြမတ်ဖြစ်တမတ်တုတ်တင်ခဲ့ခြင်းဖြစ်ကြောင်းဘိုးချုပ်ချုပ်ထုံးအောင်ကဘရူနိုင်းနဲ့ကမ်ဘောဒီးယားနိုင်ငံတန်အမတ်ဖြစ်ပါဆောင်ရွက်ခဲ့ပူပြီးမြန်မာပြည်ပြန်ရောက်ချိန်ကစတင်ပြီးနေပြည်တော်နိုင်ငံတော်ကာကွယ်ရေးတပ်ကတော့ NDC အကြမ်းဖက်စတက်အရာရှိများကိုဇက်တိုင်းတင် जा ပို့ချနေခြင်းဖြစ်ကြောင်းသိရပါရယ်မင်းအောင်လိုင်းအားထားရသူတွေထဲမှာအငိမ့်စားဘိုးချုပ်ကြီးချုပ်ထုံးအောင်လည်းပါဝင်ခဲ့ပြီး2025ခုနှစ်မတ်လ လ26ရက်နေ့မှာမင်္ဂလာတုံလီတက်စကန်မှာစစ်တပ်တရုပ်ပို့ဆောင်ရေးလေယာဉ် MEF003 အထူးလေယာဉ်နဲ့စစ်တပ်ထိပ်ပိုင်းအကြီးအကဲများနဲ့ထင်ရှားအရေးပါသူများကိုနေပြည်တော်စီရင်ပြအခမ်းအနားတက်ဖို့မင်းအောင်လိုင်ကစီစဉ်ပေးခဲ့ကြောင်းအဆိုပါလေယာဉ်ပေါ်မှာအင်းနေဝင်းတို့နဲ့ဒူမီတာစုဝင်ပို့ချုပ်ချုပ်ထုံးအောင်လည်းပါဝင်ခဲ့ကြောင်းသိရပါတယ်2025တက်မတော်နေစေးပြခန္ဓာပြီးမလ28ရက်နေပြည်တော်မှာရန်ကုန်အပြန်လန်းကြောင်းအတွက်စစ်တပ်တည်ယူပို့ဆောင်ရေးလင်း MAF00 11အထူးလေရင်နဲ့ဗိုလ်ချုပ်ချုပ်ထုံးအောင်ပြန်ပါလာခဲ့ကြောင်းသိရပါတယ်။မင်းအောင်လိုင်က၎င်းအားကိုရတဲ့ဗိုလ်ချုပ်ဟောင်းတွေရဲ့အကြံဉာဏ်တွေကိုရယူပြီးပြည်သူ့စစ်မဟာဗျူဟာကိုစစ်မှုထမ်းအောင်ဖွဲ့ဝင်များနဲ့လှုပ်ဆောင်နေကြောင်းအဆိုပါဖွဲ့ရဲ့တိုင်းစဲခေါင်းဆောင်များမှဗိုလ်ချုပ်ချုပ်ထုံးအောင်ပါဝင်ကြောင်းသိရပါတယ်။မင်းအောင်လိုင်က2023ခုနှစ်ဇန်နဝါရီလတရက်နေ့မှာဗိုလ်ချုပ်ချုပ်ထုံးအောင်ကိုသူကိုယ်တိုင်ဝနကျော်တင်ပွဲတစိပ်ပေးရခဲ့ပြီးရွှေအချိန်၅ချက်သားကိုပါဂုံပြုစုဖြစ်တပါးနဲ့ပြရခဲ့တာဖြစ်ပါတယ်။ Golden Valley Warriors အဖွဲ့ကစစ်တပ်ရဲ့အကြီးစား ာဒေါက်တိုင်များရဲ့ဆင်ဆက်မပြတ်သတင်းထောက်လန်းလျက်ရှိကြောင်း ဒါအပြင်အကြမ်းဖက်လေတက်လီယင်မှုတွေရဲ့အချက်အလက်တွေကိုလည်းသတင်းစုဆောင်လျက်ရှိရာ၎င်းတို့ရဲ့ဆက်ဆက်သတင်းတွေရရှိထားပါကရန်ကုန်မြို့ပြပျောက်ကြားဖွဲ့ကိုပေးဖို့လည်းတောင်းဆိုထားတယ်လို့သိရပါရယ်။နောက်ထပ်တပုံးနေနဲ့စစ်ကောင်စီရဟရင်ကို KIA ကပြစ်ချနိုင်ခဲ့ခြင်းမှာဟုတ်မှန်နိုင်ကြောင်း MDSI ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်တိုက်ပွဲမှာစစ်ကောင်စီရဟရင်၃စီးနဲ့၂စီးကိုပြစ်ချနိုင်ခဲ့တယ်လို့ကချင်လုံမြောက်ရေးတပ်မတော် KIA ကအတည်ပြုပြောဆိုထားပါရယ်။ဒါပေမဲ့စစ်ကောင်စီကရဟရင်ပြစ်ချခြင်းက KIA ပြစ်ချလို့ပြစ်ချခြင်းမဟုတ်ပဲ ဆက်ချုပ်ယူမှုကြောင့်သာပြတ်ကျခြင်းဖြစ်တယ်လို့ဗိုလ်ချုပ်စောမင်းထွန်းကပြောဆိုပါတယ်။ဗမော်တိုက်ပွဲမှာစစ်ကောင်စီဟန်ရင်ပြတ်ကျခြင်းနဲ့ပတ်သက်ပြီးမြန်မာစစ်ဘက်ရည်ရနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးဖွဲ့ MDSI ကမေလ21ရက်မှာစမ်းစစ်ချက်ထုတ်ပြန်ထားပါတယ်။မေလ20ရက်မှာဗမော်တိုက်ပွဲစကားက21ကိုစစ်ကူလာတဲ့စစ်ကောင်စီစီရဟန်ရင်3စီးနဲ့2စီးကို KIA ကပြစ်ချနိုင်ခဲ့တယ်လို့ပြောဆိုကြမှာဖြစ်နိုင်တယ်လို့ MDSI ကပြောပါတယ်။ထွက်ပေါ်လာတဲ့ဗီဒီယိုရုပ်သံဖိုင်တွေမှာတော့စီရဟန်ရင်3စီးမှမြေပြင်ဆင်းသက်ဖို့ပြင်နေတဲ့တတရမြောင်ရဟန် င်ရင်ပင်မရှိတာနဲ့အင်ဂျင်တဝိုက်ကိုထိမှန်သွားတာတွေ့မြင်ရပါတယ်။မြင်တွေ့ရပုံရ drone ဖုံးတီနဲ့တိုက်ခိုက်ခံရတာမျိုးမဟုတ်ပဲရဟတ်ရင်အင်ဂျင်စီလိုက်နေရတဝိုက်ကိုတန်ချက်ကဖောက်ကြည့်ထိမှန်သွားတဲ့အနေအထားမျိုးလို့ယူဆရပါတယ်။အကွာဝေးမီတာ1500ဝန်းကျင်ကနေတန်ချက်ကဖောက်ကြည့်တမျိုးမျိုးနဲ့ပြစ်ခတ်ခံရတာလို့သုံးသပ်ရပါတယ်။ဒါကြောင့် KIA တပ်ဖွဲ့ဝင်တွေအဓိကအသုံးပြုနေတဲ့ M99 MAR rifle နဲ့ရဟတ်ရင်ကိုပြစ်ချနိုင်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ကစ်အင်လုံးမြောက်ရေးတပ်မတော် KIA ကယခုပြစ်ချခဲ့တဲ့ရဟတ် က်ရင်အပါဝင်စစ်ကောင်စီ FDC တထောင်ကြီးတိုက်လေရင်တစည်း MI 35တိုက်ခိုက်ရဟန်ရင်တစည်းနဲ့ MI 70ပို့ဆောင်ရဟန်ရင်နှစည်းစုစုပေါင်း၄စည်းကိုထိမှန်ပြကြအောင်ပြစ်ချနိုင်ခဲ့တယ်လို့ MDSI ကဆိုပါတယ် M99MAR anti-material rifle တန်ချက်က Pow rifle မှာတရုတ်နိုင်ငံလို့တာဝေးဖြင့်လက်ဖြောင်း rifle မျိုးစားဖြစ်ပြီး M99 MER rifle ကမီတာ1900ဒီထိရောက်စွာပစ်ခတ်နိုင်တယ်လို့သိရပါတယ်။တန်ချက်ကမီးလောင်ဖောက်ကြည့်ကိုအသုံးပြုထားကြောင်းလည်း MDSI ကထုတ်ပြန်ထားပါတယ်။25 mm အထူးတန်ချက်ကကိုဖောက်ထွင်းနိုင်တာကြောင့်အပေါ်စားတင့်တန်ချက်ကရင်တွေကိုပစ်ခတ်ဖြည့်ဆည်းနိုင်ပါတယ်။ MAR Rivalry ကအပေါ်စားတင်တန်ချက်ကရှင်များစစ်ဘက်ဆိုင်ရာရှေးကြီးပစ္စည်းများကိုဖျက်ဆီးဖို့အတွက်ပုံစံပြုထားတဲ့တာဝေးပြည်လက်ဖြောင့်တနက်ကြီးအမျိုးအစားဖြစ်ပါတယ်။ရတန့်ထားတဲ့လင်းရင်ရဟန်းရင်များကိုလည်းပြစ်ချဖျက်ဆီးနိုင်တယ်လို့ထုတ်ပြန်ချက်မှာစမ်းစစ်ချက်မှာဖော်ပြထားပါတယ်။ KIA က M99 MAR တန်ဆက်ကဖောင်ရိုင်ဖယ်ကိုတော်တော်များများကင်တွဲအုံပြုနေမှတ်တမ်းတပ်ပုံတွေရှိထားပါတယ်။ဗမော်တိုက်ပွဲတွေအတွင်းစစ်ကောင်စီလေကြောင်းပြန်တန်းလှောင်ရှားမှုကိုစနစ်တကျစောင့်ကြည့်ပြင်ဆင်ပြစ်ခတ်နိုင်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ရဲ့ဗျူဟာရေးကြီးနေရာများနဲ့အနီးတဝိုင်းမီတာတထောင်ဝန်းကျင်ခန့်တိကရိုင်ပူပေါင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားနိုင်ခြင်းကြောင့်လေယခုကဲ့သို့တိကျပြင်ဆင်ပြစ်ခတ်နိုင်ခြင်းဖြစ်နိုင်ကြောင်း MDS ဆိုင်ကဆိုပါတယ်။တာဝဲပြစ်လက်ဖြောင်ရိုင်ဖယ်ကိုအုံပြုပြီးရဟရင်ကိုပြစ်ချနိုင်ခဲ့တယ်ဆိုရင် KIA ပူပေါင်းတပ်ဖွဲ့ရဲ့ကျွမ်းကျင်ပါနက်မှုနဲ့ပူပေါင်းဆောင်ရွက်နိုင်မှုကိုအတိမတ်ပြု မှတ်တမ်းတင်ရမှာဖြစ်တယ်လို့ လင်းရင်ပြင်းလက်နက်များပါအသုံးပြုနိုင်ခဲ့ရင်လေကြောင်းရန်ကာကွယ်ရေးနှင့်အဆင့်အတန်းမြင့်နေပြီဖြစ်ကြောင်း MDSI ကထုတ်ပြန်ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်ပြည်မနှင့်နိုင်ငံသားသွားတဲ့မင်းပြဒေသခံရခိုင်လူငယ်၁၆ဦးကို AA ကဖမ်းဆီးပြီးစစ်တပ်ထဲပို့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်မနှင့်နိုင်ငံသားကိုတွားရောက်တဲ့မင်းပြဒေသခံရခိုင်လူငယ်၁၆ဦးကိုအရခတ်တတော်ကြီးကဖမ်းဆီးပြီးစစ်တပ်နဲ့ကိုပို့ဆောင်လိုက်ကြောင်းမိသားစုဝင်တွေကပြောပါတယ်။ပြီးခဲ့တဲ့မေလ၈ရက်နေ့ကပြည်မနှင့်နိုင်ငံသားတွားရောက်တဲ့အမျိုးသားမျိုးသမီးပါဝင်ရခိုင်လူငယ်၁၆ဦးမှာမင်းပြမျိုးနဲ့ ကန်းနီကျေးရွာနီးမှာအေအေထံဖန်ဆီးခံရကြောင်းနဲ့အခုချိန်ဒီမိသားစုဝင်များနဲ့တွေ့ဆုံခွင့်မရသေးဘူးလို့ဖန်ဆီးငံလူငယ်တအုပ်ရဲ့မိသားစုဝင်တအုပ်ကပြောပါတယ်ထွက်တော်သွားခြင်းမဲ့ကန်းဒီအယောက်မှာအဖမ်းခံရတာနဲ့တိတိကျမဲ့စုံစမ်းပြီးထိမ့်သိမ်းထားတဲ့နေရာတွေကိုလိုက်စုံစမ်းကြည့်ရဲထိမ့်သိမ်းထားတဲ့နေရာအတိအကျကိုတော့လုံခြုံရင်ရပြောခွင့်မရှိဘူး ဘီတာနှစ်မှာတော့စစ်တင်နံတက်နေပါတယ်အခုထိတော့တွေးခွင့်မရသေးဘူးသူတို့စစ်တင်နံပြီးမှပဲတွေးရလိမ့်မယ်လို့တာဝန်ရှိသူတွေကပြောပါတယ်ဖန်စီခံရသူတွေမှာမင်းပြမျိုးနဲ့မင်းတင်မှာကြောက်မော်နဲ့ဖားဖြူကျေးရွာတို့မှာဖြစ်ပြီးဖားဖြူကျေးရွာမှာလူငယ်၅ဦးပါဝင်ကြောင်းသိရပါတယ်စုံစမ်းချက်အရဖန်စီခံတာသူ16ဦးနဲ့6ဦးရဲ့အမည်ကိုရရှိထားပြီး၎င်းတို့မှာကိုဝင်းကိုဦးကိုကလားချေမဆုမြက်ခိုင်ဦးခင်မဝင်းတို့ဖြစ်ကြောင်းနဲ့လုံချုံရင်ရမိတိကျေးရွာကဖြစ်ကြောင်းကိုမိသားစုဝင်တွေကပြောဆိုခြင်းမရှိပါဘူး မင်းတင်မကျင်းရွာမှာရခိုင်မျိုးသမီးငယ်နှစ်ဦးဖြစ်တဲ့မဆုတက်ဝိမန်ဤအောင်တို့ဖြစ်ကြပြီးအချားကျင်းရွာတွေကဖမ်းဆီးခံရတဲ့လူငယ်တွေရဲ့နာမည်တွေကိုတော့သတင်းဌာနကဆက်လက်စုံစမ်းနေပါတယ်။ဖမ်းဆီးခံရသူတွေမှာပြည်မဘက်ကိုအလုတ်ကန်ရှာဖွေဖို့တွားရောက်ခြင်း၊ကြောင်းတက်ရောက်ဖို့နဲ့ပြည်ပကိုအလုတ်ကန်ရှာဖွေရန်တွားရောက်ကြခြင်းဖြစ်ကြောင်းဖမ်းဆီးခံရသူတွေရဲ့မိသားစုဝင်တွေကပြောပါရယ်။တနန်းတနေကြပြီးသူတို့ကိုတနန်းပြည်ရင်လွတ်ပေးမယ်လို့ပြောတာပဲ။တွေ့ခွင့်လည်းမရတော့မိသားစုဝင်အနေနဲ့စိုးရိမ်ကြပါရယ်။ပြန်လွတ်မလွတ်စောင့်ကြည့်ရမယ်။တနန်းကဘယ်နေပြီးမလဲဆိုတာလေတိတိကျကျမသိရ ဘူးလို့ဆိုပါတယ်။ရခိုင်ပြည်အတွင်းအလုတ်ကိုင်းရှာပါမှုကြောင့်ရခိုင်လူငယ်များစုမှပြည်မနဲ့နိုင်ငံသားကိုအလုတ်သွားလုပ်ဖို့ရခိုင်ပြည်ကထွက်ခွာမှုတွေရှိနေပြီးအာရခတ်တော်အင်းကလည်းရခိုင်ပြည်ပြင်ပကိုတွားရောက်မဲ့သူတွေကိုဖမ်းဆီးနေတာဖြစ်ပါတယ်။အရေးပေါ်စံမာရေးတည်ရရှိရင်ကလွယ်ပြီးကြီးပြီးဖြစ်စေငယ်သည်ဖြစ်စေရခိုင်ပြည်သူများအလုံးရခိုင်ပြည်ပြင်ပကိုတွားရောက်ခြင်းကိုအာရခတ်တော်အင်းကတင်းတင်းကြပ်ကြပ်ပိတ်ပင်ထားပါတယ်။ရခိုင်ကနေတခြားဖယ်နေရကိုမဆိုတွားရောက်ခွင့်မရှိဘူး။စံမာရေးရတည်ရရှိရင်တောင်ပြည်မရန်ကုန်ကိုစိတ်ကူးဖို့တွားတာတော့မလွယ်ဘူး။ ူပူရက်ကွက်ထောက်ခံစာစင်းစာနေမြီရုံထောက်ခံစာနိုင်ငံရေးမှုရုံထောက်ခံစာပါဝင်စစ်တေတာရဲ့ထောက်ခံစာအားလုံးပြည်စုံနေမှာရန်ကုန်မြို့ကိုတွားခွင့်ပြုပါတယ်။အဲ့ဒီလိုထောက်ခံစာရယူရတဲ့နေရာမှာလဲလူနာကိုထောက်ခံစာပေးမဲ့ရုံတွေကိုခေါ်သွားတဲ့အရန်ကိုတင်းတင်းကြပ်ကြပ်ပဲပိတ်ပင်ထားတာပါလို့ရခိုင်ကနေပြည်မကိုစေကူတာဖို့ရောက်ရှိလာသူလူနာတအုပ်ကပြောပါတယ်။ရခိုင်လူငယ်ရင်းအပါအဝင်ပြည်သူအချို့ကအေးထိန်ချုံရဒေသကနေစစ်ကောင်စီထိန်ချုပ်ထားတဲ့ကြောက်ဖြူမျိုးကတစင်းလီရင်နဲ့ရန်ကုန်မြို့ကိုတွားရောက်နေကြသလိုရခိုင်ရိုးမတောင်တန်းကို ဖျက်ပြီးနေခြေချင်းလျှောက်သွားနေရကြောင်းသိရပါတယ်။ရခိုင်ပြည်သူများကိုရခိုင်ပြည်မှာစီးပွားရေးအဆင်မပြေလို့ပြည်မကိုထွက်ခွာရမယ်အဖြစ်မျိုးမရှိစေဖို့အရခတ်တပ်တော်အင်ကတားမြစ်နေခြင်းမျိုးဖြစ်တယ်လို့ဒေသတွေမှာပြောဆိုနေကြောင်းသတင်းမှာဖော်ပြပါရှိပါရရှင်။